တော့ကျွန်တော်တို့နံပါတ်၁ချက်အနေနဲ့ကြာသွားတာကတော့ညောင်ကျိုးစခန်းကြာသွားတယ်ပေါ့ညောင်ကျိုးကာကင်းစခန်းကြာသွားပါတယ်ဟုတ်ပြီနော်အဲနံပါတ်၂ချက်အနေနဲ့ကျွန်တော်တို့ plan ချင်းပြည်နဲ့ plan မှာ၂၆၈တက်ပေါ့နော်အဲ့တော့ plan မျိုးကြာသွားပါမျိုးတစ်မျိုးအသိန်းခံရပြီနော်အတတိယအနေနဲ့အင်းတော်မျိုးနော်စခိုင်းတိုင်းအင်းတော်မျိုးအသိန်းခံရပါပြီအဲ့တော့ဒီမျိုးတွေအားလုံးအသိန်းခံရတဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့ဒီအပြစ်ခတ်ရစေးဟာတပုံအတွက်အမျက်ထုတ်လို့ကောင်းသောအခြေအနေဖြစ်သွားတယ်အဲ့တော့ပြည်သူမျက်နှာကိုဘယ်သူကကြည့်တယ်ပြည်သူမျက်နှာကိုဘယ်သူကမကြည့်ဘူးဆိုတော့ခင်ဗျားတို့ နေပါပြီနော်တော်ပါတော့လည်းပဲတစ်ဖက်ပိတ်များကလည်းတစ်ဖက်ပိတ်ဒီဘက်ငပိတ်ငပိတ်များကလည်းနော်စစ်တပ်ကပဲစိုးတယ်စစ်တပ်ကပဲလုပ်တယ်စစ်တပ်ကပဲအနိုင်ကျင့်တယ်တကယ်တကယ်တမ်းကောက်ချက်ဆင်းလဲပြီးပြီးတော့ဗောနော်ဟိုနိုင်ငံနဲ့ပြည်သူနဲ့ပြည်သူမျက်နှာတော့မထောက်တဲ့အဖွဲ့အစည်းကခင်ဗျားတို့အားပေးနေတဲ့စစ်သွေးကြွတပုံတွေ PDF တွေမြောက်သုံးကောင်မြောက်တွေနော်အဲ့ဒီအဲ KIA နော်အဲ့ဒီအဖွဲ့အစည်းတွေတာနေဖြစ်ပါတယ်ငါစစ်တပ်ယူနီဘောင်းဝေပြီးမှငါရဲယူနီဘောင်းဝေပြီးမှငါကရေတင်းယူနီဘောင်းဝေပြီးမှငါကထွေအုပ်ယူနီဘောင်းဝေပြီးမှ ။ငါကလောက်ဝကယူနီဖောင်းဝတ်ပြီးမှတိုင်းပြည်တာဝန်ကိုထမ်းဆောင်တယ်လို့ထင်လာလားဗျ။မေးကြည့်ခြင်းလို့ပါ။အဲ့လိုဝန်ထမ်းတိုင်းကလည်းအဲ့လိုဝတ်စားတွေဝတ်ပြီးတော့မှပြည်သူတယောက်ပေါ်မှာကျွန်တော်တို့လိုနိုင်ငံချစ်လူမျိုးချစ်တဲ့လူပေါ်မှာမယိုင်းခွင့်ရှိလားဗျ။စကားပြောစုဆက်ဆံတဲ့အမှုရာကိုနှုတ်အမှုရာတွေယိုင်းခွင့်ရှိလား။ငါကတက်မတော်ကဥပမာတကူဒုတိယပုံမူကြီးတယောက်ဖြစ်တဲ့ဒီကောင်ကိုစောက်ခူးဆိုင်ဆိုင်မလို့ဆိုပြီးတော့ယိုင်းခွင့်ရှိလား။ မေးကြည့်ကြလို့ပါစပွန်ဆာဘေးကြီးကကျွန်တော်တို့စပွန်ဆာဘေးကြီးကိုထိုင်းရမောင်းထုတ်တာဗျညာတွင်ပြန်ပြေးလာတယ်ကျွန်တော်စိတ်မကောင်းအဲ့ညာအဲ့လိုတော့မပြောဘူးဘယ်လိုမှဖြစ်ဖြစ်ကျွန်တော်တို့ကတော့စုပ်ပေးတာကိုလုံးဝဘူးတဘောမကြောက်ဒါနိုင်ငံရေးလုပ်ငန်းမဟုတ်ကျွန်တော်တော်လိုင်းရေးလုပ်တာဗျစစ်စစ်လေးပဲအဲ့တရုတ်ကဖီရနာရတယ်ဒီဟာကိုမစုပ်ပေးလို့ရှိရင်ကျွန်တော်တို့တော်လိုင်းအပြောင်းလဲဖြစ်သွားမယ်เนาะအခြားတော့အောင်မြင်မှုတွေကိုစက်ယူဖို့အတွက်တော့မဖြစ်နိုင်တော့ဘူးဆိုရင်လေတည်သူတို့ချက်ပြတ်နေတယ် အလုံးပဲမင်္ဂလာပါ Top News မြန်မာ Channel ကနေပြီးတော့တဖန်ပြန်လည်ကြည့်ဆိုလိုက်ပါရစေကျွန်တော် Channel လေးကို Subscribe မနေသေးဘူးဆိုတော့ Subscribe နဲ့ပြီးတော့ထပ်မံပြီးတော့တောင်းဆိုချင်ပါရစေတိုင်းပြည်ကိုချစ်တာချင်းအတူတူနိုင်ငံကိုချစ်တာချင်းအတူတူအလုံးလုံးတာချင်းအတူတူကျွန်တော်မှလုံခြုံရေးမရှိဘူးကျွန်တော်မှလုံခြုံရေးမရှိဘူးเนาะကျွန်တော်မင်းကိုတကယ်ကိုရောက်ခဲ့တာတကယ်ကိုသွားခဲ့တာ PDF ဂိတ်တွေရှိခဲ့ရင်လည်းကျွန်တော်ရင်ဆိုင်ရမှာပဲမတက်နိုင်ဘူးလေဘယ်တက်နိုင်မလဲ ကိုယ်ကစသွားတဲ့စကိုင်းတရားကိုစကြော်ရရငါဒီနိုင်ငံရဲ့လူမျိုးနဲ့ဟိုတိုင်းပြည်တာဝန်ကိုအုတ်တချက်တဲတပွင့်နေရနေတက်ဆောင်နေခင်ဗျားတို့ကယူနီဖောင်းဝတ်ပြီးတော့အလုံးလုံးမတိုင်းပြည်တာဝန်ထမ်းဆောင်နေလို့ထင်တာလားအချို့တော့မိတ်ဆွေတွေကိုမေးကျင်တာပါဟုတ်ကဲ့လာရှုံးမျိုးပေါ်ကနေစုတ်ခွာမဲ့ဒီအဖွဲ့ကတက်တော်ရနှစ်ခုစစ်စင်ရေးမှာကြာရှုံးခဲ့တဲ့ နော်ရဲဘော်တွေရဲ့ပိတ်မှန်တွေကိုအောက်မွေးခွယ်နတ်ဆုပ်ခွယ်ခန်းထားလေးပြုတ်လုပ်တယ်ပြီးလို့ရှိရင်ဒီကတစည်းခဲ့တဲ့လာရှိုးကဒီအိမ်တွေကိုတအိမ်ကိုအဲယော်ကြီးတွေလိုက်ပေးတယ်ဆိုတဲ့သတင်းတက်လာဖြစ်ပါဒီသတင်းနဲ့ပတ်သက်လို့ကျွန်တော်အရင်ဖတ်ကြပါမယ်လာရှိုးမြို့ကနေစောက်ခွာဖို့ရှိနေတဲ့ MNDA ရဲ့တစ်တော်နဲ့နှစ်ခုစစ်စင်ရေးကြာဆုံးရဲဘော်တွေအောက်မွေးခွယ်ခန်းထားတဲ့စစ်အတွင်းထိခိုက်ခဲ့တဲ့လာရှိုးနေအိမ်တွေယော်ကြီးပေးတော်တွေဆက်လိုက်လုပ်နေပါတယ်အပြင်နှစ်ရက်နေမှာတိရစ္ဆာန်တစ်ခုစစ်စီရေးအတွင်းကြောက်တွားခဲ့တဲ့တွေ့ရကောင်းရဲဘော်တွေအတွက်အောင်းမေ့ဖွယ်ခန်းနာကိုအပြင်နှစ်ရက်နေ ရန်လုံကျိုင်းတွေ့ရုံဘိတ်မှာပြုတ်လုခဲ့ပါလေအဲ့ဒီအခမ်းအနားကိုလူမြင်ကွင်းကနေပြက်ကွက်နေတဲ့ MNDAA ခေါင်းကိုကန့်တက်ခေါင်းဆောင်ဖုန်ဒါရှင်တက်ရောက်ခဲ့ပြီးလွမ်းတုပန်းဝေချတာလေးပြုတ်တာလေးလုခဲ့ပါလေဒါအပြင်တက်ကောင်ရနှစ်ကုန်စစ်စီရေးကာလမှာပြည့်စည်သွားတဲ့နေအိမ်တွေကိုကိုကန့်တက် MNDAA ကတအိမ်နေ350ထောက်မှန်ပေးခဲ့တယ်လို့လာရှုံမြို့ပြန်နေထူထောင်ရေးအဖွဲ့ကထုတ်ပြန်ပါတယ် တိုင်ပွဲကာလမှာပြည်စည်းခဲ့တဲ့နေအိမ်တွေအတွက် MNDA ရဲ့အထူးဒေတာတက်လာရှိုးအေရိယာစီရင်အုပ်ချုပ်မှုကဒီကထောက်ပံ့ငွေကျပ်သိမ်းပေါင်းတပေါင်းကျော်ပေးရခဲ့တယ်လို့ဆိုရတယ်။တမန်ကနေဒီကောစစ်စင်ရင်ကာလမှာပြည်စည်းသွားတဲ့နေအိမ်ပေါင်း300နဲ့ကိုကူအတွက်ကျပ်ပေါင်း3450တက်သိမ်းပြန်ထောက်ပံ့ပေးရမှာဖြစ်တယ်လို့ဒီပါလေနေအိမ်ပြည်စည်းမှုအများကြီးရှိခဲ့ပေမဲ့အလုံးစုံပြည်စည်းသွားတဲ့နေအိမ်တွေကိုထောက်ပံ့ခြင်း PM ဖြစ်တယ်လို့ MNDA တောင်းရင်ရှိလူတွေကဆိုရတယ်နေအိမ်မူလပိုင်ရှင်တွေကိုတအိမ်လင်း50ထောက်ပံ့ခြင်းပေးမှာဖြစ်ပြီး တောက်ပတ်ခြင်းပေးမဲ့စည်ရင်မှာပါဝင်ပြီးအဝေးရောက်လူတွေဖြစ်ပါကသက်ဆိုင်ရာအုပ်ချုပ်ရေးမှုရုံးတွေအုပ်ချုပ်ရေးမှုနယ်မြေမှုထောက်ခံချက်နဲ့ထုတ်ယူနိုင်ပါတယ်လို့ဆိုပါတယ်အခုပေးရတဲ့ငွေကျပ်350မှာပမာဏမများတော့လဲအိမ်တော်စုတစ်ခုအတွက်ယာရီလုံလောက်နိုင်မယ်လို့ယူဆတယ်လို့လဲ MNDA တာဝန်ရှိလူတွေကဆိုပါတယ်ဒါကတော့ဖုန်တာရှင်ကိုယ်တိုင်တက်ရောက်ပြီးတော့အောင်မေလွှမ်းစုွယ်လုံးနေလုံနေတဲ့ငွေငွေတွေပဲဖြစ်ပါတယ်အဲ့တော့ဒီလိုမျိုးမျိုးစစ်စစ်ရေးဟာကျွန်တော်တို့နိုင်ငံရဲ့အလှည့်အပြောင်းကိုတော်တော်ကို ဒီတော်နိုင်ရေးအလှည့်ပြောင်းအရှိန်ပြောင်းလိုက်ခဲ့တယ်တကယ်လို့မြေကုန်စစ်စီရင်မတိုင်ခင်မှာတော့နိုင်ရေးရှိန်ဟောကအေးနေတယ်လို့ပြောလို့ရတယ်နော်တော်အေးအေးခဲ့တယ်လို့ပြောလို့ရတယ်အဲ့ဒီတကယ်လို့မြေကုန်စစ်စီရင်အပြီးမှာကျွန်တော်တော်အပြောင်းလဲချက်ချင်းကိုတမောချင်းပြောင်းလိုက်ခဲ့တယ်ဒါပေမဲ့ဒီတကယ်လို့မြေကုန်စစ်စီရင်ကိုကူးဆောင်တိုက်ခဲ့တာဒီကိုကံဖွဲ့ MNDA နော်ပတော် DNA တွေပြီးလို့ရှိရင်ရခိုင်တပ်တော် A ဒီညီတော်မာမိတ်တုံးပွဲနဲ့အတူကျွန်တော်တိုင်းတိုင်းလူမျိုးပေါင်းစုံလို့ပြောအထူးသဖြင့်ဗမာ PDF တွေပါတာပေါ့နော်ပြီးလို့ရှိရင်အခြားဒီ မြန်မာနိုင်ငံအထက်ပိုင်းမှာရှိတဲ့တိုင်းသားလူမျိုးအများစုပါဝင်တဲ့မဟာမိတ်ပူးပေါင်းအဖွဲ့အဲ့တော့ဗမာတခုတည်းတော့မဟုတ်ဘူးပူးပေါင်းအဖွဲ့တွေမှာပေါ့အဲ့တော့အခြားလူမျိုးတွေလည်းများစွာရှိပါဘူးဆိုတော့မြန်မာနိုင်ငံအလဲပိုင်းကစပြီးအပေါ်ပိုင်းမှာရှိတဲ့နော်လူမျိုးတွေအားလုံးရှိမဲ့အယောက်ဒီတန်းဓာတ်တွေတောင်မှဒီတိတိကျကျဖြစ်ကုန်စစ်စင်မှာပါဝင်ဆင်နွှဲခဲ့တာရှိတယ်အဲ့တော့ဒီတိတိကျကျနေ့ကုန်စစ်စင်ကြီးကဘာကြောက်အောင်မြင်ခဲ့တာလဲနံပါတ်1ဟန်ချက်ညီညီတိုက်ခိုက်နိုင်ခဲ့တယ်တိုင်းတပ်ဖွဲ့တွေပေါ်မှာနော်အတူတစ်ဖြစ်ဒီတိုင်းသားလက်နက်ကိုင်တွေထဲမှာ ်ညမာမိတ်သုံးဝက်ဆိုပြီးတော့စုပေါင်းလိုက်တဲ့အာဟာအင်မတန်ကိုအားကောင်းစေခဲ့တယ်အဲ့ဒီအာဟာအနောက်ဘာထပ်ပါလိုက်လဲဆိုတော့တီသူတရက်လုံးကတော့တကယ်ကိုအားကျုံးမှန်တဲ့ပါခဲ့တာတက်တက်နဲ့မိကုန်စစ်စင်ရေးတပွဲတစ်ပွဲတိန်းတဲ့အချိန်မှာအဲ့ဒီတီသူတွေအားလုံးနဲ့တော့ဒီဇိုင်းမမဆက်သွင်းနေတော့ခဏကပြောဆိုပေါ့အခု MNDA ပဲတိုက်နေဆိုရင် MNDA ရဲ့အနောက်မှာအားပေးမဲ့တီသူတီနော်ကိုကံပဲရှိလိမ့်မယ်ကိုကံတီသူပဲရှိလိမ့်မယ် TNN တွေပဲလို့ဆိုရင် TNN အနောက်မှာအားပေးခဲ့တဲ့တီသူကဘယ်လောက်နေပဲရှိလိမ့်မယ်ဒါပေမဲ့လို့နော်ဒီ TNN ရဲ့ MNDA AA ဒီပဲလိုက်တဲ့အတွက်နော်ဘလောက်ဒီအင်အားဖြစ်သွားလဲဆိုတော့တနင်္ဂနွေလုံးမှာရှိတဲ့ဒါကမှလုံးမှရှိတဲ့အားတွေအကုန်လုံးကအဲ့ဒီတစ်တုံညာနှစ်ကုန်စစ်စင်မှာအကုန်ပိုင်းတယ်။ဝိုင်းပြီးကုညီနိုင်တဲ့လူကကုညီကြတယ်ထောက်ပံ့နိုင်တဲ့လူကထောက်ပံ့ကြတယ်။အဲ့ဒီအားကြောင့်တစ်တုံညာနှစ်ကုန်စစ်စင်ကြီးကညှော်မှန်းထားတာတက်ကိုပို့ပြီးဟောအောင်မြင်မှုကိုရနေတယ်။ဒါပေမဲ့ဒီတစ်တုံညာနှစ်ကုန်စစ်စင်ရင်မှာပိစက်ခဲရတာဒီ TNNA အဖွဲ့ဝင်တွေမဟုတ်ဘူး။ MND တပ်ဖွဲ့ဝင်တွေမဟုတ်ဘူး။မဟာမိတ်ပူးပေါင်းအဖွဲ့မှာတည်ခဲ့ရတဲ့ရဲဘော်တွေအများကြီးရှိခဲ့တယ်။ เนาะကျွန်တော်အဲ့ဒါအားလုံးကအတက်တည်းစတဲ့ပြီးတော့မအဲ့ဒီလာရှိုးဒီတော့စစ်ဌာနချုပ်ကြီးကိုရခဲ့တာတော့စစ်ဌာနချုပ်တခုကြားဖို့ဆိုတာလွယ်ခဲ့တာပေါ့တမိုင်းမှလည်းမရှိခဲ့ဘူးဒါပေမဲ့အဲ့ဒီစစ်ဌာနချုပ်ပထမအဦးဆုံးကြားတဲ့စစ်ဌာနချုပ်ဖြစ်ခဲ့တယ်အဲ့ဒါလို့ကြားဖို့အတွက်ကျွန်တော်တို့ကဘာတွေပြင်ဆင်တာတွေထပ်ပြီးအဲ့ဒီမြို့ကန်စစ်ဘေးကြောင့်မြို့ကန်ဒီအားလုံးကလာရှိုးမြို့မှာအကုထွက်ပြေးရတယ်ပြီးအတက်အိုးရင်စီးစိမ်ကြီးဆုံးထုံးခဲ့ရတယ်ဒါတွေရည်စည်မှုပြီ ဒါပေမဲ့အဲ့လိုအတက်တွေတွေးတွေထွေးတွေအားလုံးရင်းပြီးတော့ကျွန်တော်တို့လာရှုပ်ကိုရခဲ့တယ်။အတိုင်းပြီးတော့ကောင်းချီးချခဲ့တယ်ကျွန်တော်တို့ဝမ်းတာခဲ့တယ်နော်။ငါငါတို့ပိုင်နေပိုင်ပြီးဆိုတဲ့မြေလိုမျိုးသဘောထားခဲ့။လာရှုပ်မျိုးကမဟုတ်တော့အခြားတော့တိုင်းသားပြည်သူအားလုံးကဒါတည်သူပိုင်ပြီးဆိုတဲ့ခံမှုမျိုးကိုခံစားခဲ့ရတယ်။ဟောအခုတရုတ်ကဖိအားကြောင့်ကျွန်တော်တို့ကပြန်ပေးရတော့ပဲ။ဒါပေမဲ့တစ်ဖက်မှာပြန်ပြောတာတော့ဥက္ကမဆိုလည်းတင်ထားတယ်။အားပြဥက္ကမဆိုလာရှုပ်ကပြန်ဆုတ်ပေးရတယ်ဆိုပေမဲ့လာရှုပ်မျိုးမကြီးပေါ်ဦးပဲစစ်ကောင်စီကွက်ကွက်လေးကိုပဲပေးရတာ။ ဒီလေဒီဆင်ရှင်ဘုံမြို့ဘေးဆင်ရှင်ဘုံနေရာစပြီးတော့အခြားသောနယ်အားလုံးကိုဒါပုံမှန်အတိုင်းပဲ TNMDA ရဲ့နေအုတ်ထုတ်ခွင့်ရှိမယ်ပေါ့ဒါလိုဟိုပြန်ရေးထားတာတွေ့တယ်အဲ့တော့ဒီ PR တွေအားလုံးဟိုဒီတစ်ခုလေးစုပ်ပေးလိုက်တာ ਨੇ ဥပမာဆိုရှင်းထားတဲ့ဘက်မှာပြောထားတာတော့ဒီတစ်ခုလေးစုပ်ပေးလိုက်တာ ਨੇ နောက်တစ်ဖက်မှာပြန်ပြီးတော့လာမဲ့အင်အားတွေအများကြီးရှိတယ်လာမဲ့အောင်မှုတွေအများကြီးရှိတယ်ပြန်ယူမဲ့အကန့်တွေအများကြီးရှိတယ်လို့ရှင်းပြထားတာရှိတယ်ဒါနဲ့ဘယ်လိုမှဖြစ်ဖြစ်ကျွန်တော်တို့ကတော့စုပ်ပေးတာကိုလုံးဝတဘောမကျဘူး ဒါနိုင်ငံရေးလုပ်ငန်းပုံကျွန်တော်တော်လိုင်းရေးလုပ်ပါဗျာစစ်စစ်လေးပဲအဲ့တရုတ်ကဖီရားသားရတယ်ဒီဟာမဆုတ်ပေးလို့ရှိရင်ကျွန်တော်တို့တော်လိုင်းရေးအပြောင်းလဲဖြစ်သွားမယ်နော်အခြားတော့အောင်မြင်မှုတွေကိုဆက်ယူဖို့အတွက်တော့မဖြစ်နိုင်တော့ဘူးဆိုရင်လေတည်သူတို့ချပြတ်နေတယ်နော် BM ဒီတပ်ဖွဲ့ဝင်တွေအနေနဲ့ဘယ်လောက်လေးလုပ်ပြရအောင်လဲတော့အဆင်မပြေဘူးကျွန်တော်တို့နော် MDA တပ်ဖွဲ့ဝင်တွေအနေနဲ့တောင်ဝင်ရှိသူတွေအနေနဲ့ဒီလာရှိုးကနေကျွန်တော်ဆုတ်ပေးရတာဒီဆုတ်ပေးရတာနော်ဘယ်လိုမျိုးပုံစံမျိုးတွားမယ်ကျွန်တော် တော်လိုင်းရေးတရလုံးမှာဘူးဆိုဆိုလည်းအမပြောထားရှိတယ်ဒီ interview တွေအားလုံးလုပ်တဲ့အချိန်မှာ BMD ခေါင်းဆောင်ကြီးတရားနေခေါင်းဆောင်ကြီးကတကယ်ပြည်လွန်းတရားရဲ့ရှိတယ်တော်လှန်ရေးကိုဆက်ရက်နေပါမယ်သူတို့အမြဲပြောရဲဆိုတဲ့အကြောင်းကိုပြောထားတာတွေ့တယ်အဲ့တော့အဲ့ဒါကလူတနေဆိုရင်တိလို့မရအောင်ကျွန်တော်တို့တော်လှန်ရေးကအင်အားအများကြီးလိုတယ်အားလုံးတိဖို့လိုပါတယ်အားလုံးတိဖို့လိုပါတယ်ပြည်သူကိုပွင့်လင်းတင်တာတော့ပွင့်လင်းဖို့လိုပါတယ်စိတ်သက်ပိုင်းဆိုတာအရင်ရေးကြည့်ပါတို့စိတ်သက်ကြအောင်မယ်ဆိုရင်လုံနေတဲ့လူတွေနောက်ဆုံးထောက်ဖို့တယောက်စိတ်သက်ကြအောင်မယ်ဆိုရင်ဒီလမှာเนาะထိုင်းဖက်ဝင်တက်တန်းရှာနိုင်မယ်ဆိုရင်နောက်အာယုံလွဲဝိုင်းအဲ့လောက်ရှာနိုင်မှရှာနိုင် တော့ဒါတွေဟာသူစိတ်သက်ပိုင်းဆိုင်ရာနဲ့အရေးကြီးတယ်เนาะဒါကြောင့်မို့လို့တော်လိုင်းရေးမှာကျွန်တော်ပွင့်လင်းတဲ့နေရာတော့ပွင့်လင်းဖို့လိုတယ်နောက်တစ်ခုကကျွန်တော်တို့ဒီတော်လိုင်းရေးမှာဘယ်သူမှအားကိုးလို့မရတော့အားကိုးဖို့နေတဲ့တာဖင်ခိုင်းလို့တော့မရတဲ့အနေနဲ့ဖြစ်နေဒါအားလုံးတိဖို့လိုတယ်အခုတယောက်เนาะတိတယ်ဒါဘာမှတိတိနုဘဝမှာဘာမှမြင်တော့ကောင်းတဲ့စဉ်းစားကြည့်เนาะထိုင်းအိန္ဒိယလုံးပတ်ချက်နိုင်ငံတွေဘာအားကိုးလို့ရတယ် နော်ရှင်းရှင်းပြောရင်ဒီစစ်ခေါင်းဆောင်တွေကိုပြက်ပြက်တန်တန်ဒီမတရားမှုပြည်သူတွေစတင်ပေးမဲ့ပြည်သူဘက်ကနေအမှန်တရားဘက်ကနေပြည်သူဘက်ကဆိုတာမှန်မှန်ရပေးပါတော့ပြည်သူတွေမှားနေတယ်ဆိုရပေးကြမလို့ပါဘူးပြည်သူတွေမှန်နေလို့ရှိရင်မှန်တာဟာမြန်မာပြည်သူတွေပြိလိုက်ခံနေရတယ်တကယ်လို့ခွေးထုတ်ပေါက်တာနေပြက်ပြက်တန်တန်ရပ်တည်ပေးမဲ့ကျွန်တော်တို့အိမ်ကြီးချင်းနိုင်ငံဆိုတာမရှိဘူးနော်ဘယ်နေအတိုးမြတ်ရမလဲတို့စစ်ခေါင်းဆောင်တွေနဲ့ပေါင်းလို့မတိအောင်ဆောင်မတရားမှုကြီးကိုမတရားမတိအောင်ဆောင်ပေးပြီးစစ်ခေါင်းဆောင်တွေပေါင်းလို့ဘာရမလဲဆိုတော့ညှော်လင့်တဲ့နေအာဆီယံဆိုတဲ့ဒီလိုပဲနော်တကယ်စိတ်သနာပါတဲ့ လူပုဂ္ဂိုလ်တွေစေတနာပါတဲ့နိုင်ငံတွေနဲ့အဲ့တော့ကျွန်တော်တို့တည်ခါမှာကနော်ကိုယ်ချင်းချင်းစည်းလုံးရမယ်ဒီတော်နိုင်ရဲ့လိုအပ်ချက်ကိုကျွန်တော်တို့ဒီဘက်မှာရှိနေတဲ့လူကြီးတန်းပေါင်းများစွာရှိတယ်ဒါတွေထောက်ပံ့မှုတွေကျွန်တော်တို့စစ်ဆန်နိုင်ရမယ်ဒီထဲမှာရှိနေတဲ့အင်အားစုတွေကလည်းဒီကောင်တွေကိုအပြတ်ဖြုတ်ဖို့ကလွယ်လို့ဘုံရန်သူတခုတည်းဝတ်ထားနော်အခုဆိုဒီပြင်းလက်နဲ့ကလေးဆိုမျိုးစုံဖွဲ့ခန့်တည်ထားတယ်ဒီအရေလုတ်ပိုင်ခွင့်တွေပေးထားတယ် BGS ဆိုလည်းသူတို့ကာစီနိုတွေလောင်းစားတွေနဲ့ရပိုင်ခွင့်တွေပေးလိုက်ရင်လူတွေအာရုံကြောင်းအောင် အဲ့ဒီရပိုင်ခွင့်ကြီးအနောက်မှာအာယုန်တွေကောင်းပြီးတော့နန်းတွေတွဲကုန်အဲ့ဒါပြည်အောင်မရန်သူကလုံနေတာဒါတွေကိုကျွန်တော်တို့ကောင်းကောင်းသိဖို့လိုတယ်ဒီဒီကလာမှာကျွန်တော်တို့ဟာနော်အဓိကထားရမှာဒီဘုံရန်သူပဲဘုံရန်သူကိုကျွန်တော်တို့နိုင်အောင်တိုက်ပြီးကျွန်တော်တို့အချင်းတိုက်တယ်လို့ခွင့်ယူရနော်ဒါကြောင့်မလို့စီလုံးပေးကြပါညီညွတ်ပေးကြပါအခုလိုနိုင်ငံတကာဖိအားတွေတံပြန်ဖို့အတွက်ကျွန်တော်တို့အချင်းချင်းညီနောင်ပါမိတ်တုံးပဲမဟုတ်ညီနောင်တနိုင်ငံလုံးဖြစ်အောင်လုပ်ပေးကြပါလုံနိုင်ပါလေခေါင်းဆောင်ကြီးမလုံနိုင်ဘူးလားအဲ့ ဘုတို့ဖမြနိုင်လို့ဘုတို့ဖမ်းမလို့စတဲ့ကျွန်တော်တို့ဒါလူလူကောင်းဆောင်တွေပဲဒီအချိန်မှာဒီပုံကိုယ်တွေသူတို့ရဲ့လုံရက်ဒီလူလူလူလာချက်ကိုလုံနေတဲ့လူလမ်းဘေးကတထောင်စားဖြစ်နေပါစေပြည်သူလူလူရဲ့လူလာချက်ကိုလုံဆောင်ပေးအဲ့ဒါတွေဒီလူကောင်းဆောင်ပဲဒါကြောင့်မလို့အခုတို့အရေးရှိတဲ့ဘုတို့ဖမြနိုင်လို့ဘုတို့ဖမ်းမလို့ကျွန်တော်တို့တိုင်းပြည်တွေရှစ်ဆက်ပြီးတော့ဖက်ဒရယ်ဒီမိုကရေစီပြည့်မဲ့ပေါ်ထိကိုစွဲတင်နိုင်မယ်လို့ယုံကြည်တယ်နော်အဲ့လိုယုံကြည်ဖို့အတွက်ကျွန်တော်တို့ပြည်သူချင်းနဲ့ဥဆောင်ပြီးတက်ပြတ်သားသားလုပ်ပေးပါကျွန်တော်တို့ပြည်သူတွေဒီအနောက်မှာရိုက်အစင်းသိရှိပါတယ်ဒီဘွဲကပြည်သူကောင်းဝင်ကြည့်ပါတယ်ဒါကြောင့်မလို့ ်ခေါင်းဆောင်တွေအနေနဲ့အစွမ်းကုန်ထူးစားပေးပါအမိုက်ခံပေးပါအမုန်းခံကျွန်တော်တိုင်းပြည်တွေလုံလောက်ချင်းတယ်ဗျာတတိယကျင်ညာတာအင်းဒီကျွန်တော်တလောက်တခါတော့အဲ့ဂျွတ်ပုံမှန်ထိုးတယ်ဂျွတ်တခါထိုးရင်နှစ်ရက်ကြာတာအိုက်ဆိုးတယ်နောက်တွက်တော့ပြတ်သွားတယ်အခုဆိုဒါမနေ့ညနေတည်းကထိုးတာဒီနေ့ပြန်နေဒီနေ့ဆိုအဲ့လိုအဲကိုတွေပါရောပါနေအေးအေးအေးပါဒါအမျိုးကြီးလုပ်တယ်အဲ့တော့အာဒီညမင်းစားတော့ပြီးအိတ်လိုက်မယ်ဆိုရင်မနေ့ကျရင်ပြောက်အဲ့ဒါမျိုးဂျွတ်ဒီရောကဆေးသေးဆုံးနေနော်ပေးမီရီဆုံးနေပြီအဲ့တော့ဒီခါထိုးရင်တော့ဆေးရုံတော့ပြောက်ပြီလို့ဆေးခူးထားတယ်ဒါပေမဲ့ မတော်လို့ဆေးရုံတက်ခိုင်းလိုက်မယ်ဆိုရင်ဒီမှာရှိတဲ့အလုပ်တွေနဲ့အကုန်ပြဿနာကိုနည်းပြပါစို့လို့ဆေးသွားပြီးဆေးရုံတက်ဆိုရင်မတက်လို့မရဘူးလေအဲအဲ့ဒါဖြစ်လို့မပြတ်လားတတိယညညမှာနောက်ချက်ဖြစ်ရင်တော့တောင်းပန်ပါလေအားလုံးအောက်မှာမြောက်သုံးအောင်ဆိုတာလေကျွန်တော်တို့ဒါညောင်ပိုင်းမဟာမိတ်သုံးခွဲခေါ်တော့ပါမြောက်တွေဆိုတာဒါတနည်းအားဖြင့်ကျွန်တော်တို့မြောက်ပိုင်းမဟာမိတ်သုံးခွဲလေမြောက်တွေကိုကျွန်တော်ကြီးညွှန်းပါမယ်နော်မြောက်ပိုင်းခွဲတွေကိုကြီးညွှန်းပါမယ်မြောက်တွေပေါ့ဗျာနော်အဲ့တော့ဟုတ်ပြီအဒီနေရာမှာဒီစခန်းကြီးကြားခြင်းကအာစစ်တပ်ကိုကျွန်တော်တို့ကမေးခွန်းတွေထုတ်ရအောင်မယ်ဗျာဘာကြောင့်ပို့ကြတာလဲအမင်းကလည်းပေးကြခံလိုက်တာလား အဲတစ်ဖက်ကလည်းပြန်ကြည့်မလို့နော်ဥပမာဖြစ်တပုံနေစိုးချောင်းတိအောင်လို့ပဲစစ်တပ်ကပဲအဲတမင်တကာပေါ့နိုင်ငံတကာတိအောင်ချပြကြည့်နေပုံစံမျိုးလားဆိုတာလည်းဒါမိကုန်းနေကသူလောသူလောမိကုန်းကထုတ်လာအောင်ပေါ့ညာအဲ့တော့ကျွန်တော်တို့အဲပထမဦးဆုံးအယုံဆိုင်အောင်တော့ကျွန်တော်တို့ဒီ plan ကိုယူအောင်ဆိုင်အောင်နော် plan မျိုးကဒီ268တက်ပေါ့နော်ဝိုင်းခန္ဓာကကြပါပြီအဲ့တော့ကြပြီအဲတက်အင်အားထပ်ဖြည့်လာဆိုတော့ဖြည့်တယ်ဖြည့်သည့်လေးရောက်လဲနောက်ထပ်စစ်ချောင်းပြန်ပြီးတော့ဖြည့်ထားတဲ့အင်အားတွေနဲ့စစ်ချောင်းထပ်ထိုးသွားဆိုတော့ထိုးတယ်အဲထိုးတူ တောက်ခံနိုင်ပြီပါပဲเนาะဟိုတော်တော်တောက်ခံနိုင်ပါလေတောက်ခံနိုင်တဲ့ပြင်ကိုတေချာလဲဒီပြန်တံပြန်ထိုးစစ်တယ်လောက်ထားနိုင်ပါလေဒီလောက်ထိုးစစ်လောက်ထားနိုင်ရင်ဒီဒီပေါ့เนาะ plan ကမကြဘူးလို့ကျွန်တော်တို့ကလည်းပွင့်ပြောတုံးသက်ထားလာပြမကြဘူးလို့ကျွန်တော်တို့ကလည်းမျောလင့်ထားတာပေါ့ဒါတော့ကျွန်တော်တို့တံပြန်ထောက်ခံသူတွေအနေနဲ့ကလည်းအပေါင်းလက်ခဏဆောင်ပြီးအပေါင်းဘက်ကလည်းမျောလင့်ရမှာပေါ့ဗျာเนาะအဲ့တော့ကျွန်တော်တို့ကမကြဘူးလို့တုံးသက်ထားတယ်မကြဘူးလို့လည်းကျွန်တော်တို့ကမျောလင့်ထားတယ်သို့ပါဆိုလည်းပဲကြသွားပါပြီအကြသွားတော့ဘာကြောင့်ကြတယ်လဲပြစ်ခတ်ရစဲကြီးကာလမှာကြတယ်အကြတော့ဟိုအပေါင်းကခွင့်ကောင်းယူလာယူတာပေါ့ဗျာเนาะ ဒါပေမဲ့မိမိရဲ့စစ်တပ်ကလည်းအလုံးလုံးမှုတဲ့လှုပ်လှုပ်တဲ့ပုံစံမှာလည်းလို့သေးတယ်။အဲ့တော့ဖန်ခါမျိုးကြာချင်းတဲ့ပတ်သက်လို့ရှိရင်ကျွန်တော်မေးခွန်းထောက်အောင်ပါလဲဆိုလို့ရှိရင်ဒီလောက်ထိဟိုဆောင်ရွက်เสียရပါတော့။မြေပြင်စစ်တရင်အင်းမြစ်တွေကနေပြီးတော့ဘာလုပ်တင်လဲဘာလုပ်တင်လဲဘာလုပ်တင်လဲဆိုတော့ကိုတည်တည်ချာချာကိုတင်ပြပါပါလေ။အဲ့တော့အောက်ခြေတွေမှာအဖြစ်ကတော့မရှိဘူးလို့ကျွန်တော်သုံးသပ်တယ်။ဘာကြောင့်လဲဆိုလို့ရှိရင်အောက်ခြေဒီဒီလောက်ထိပြန်တော့ဟိုလာပေါင်းများစွာခုခံပြီးတိုက်ပွဲဝင်လာတယ်။ညံ့ညံ့ပြက်ပြက်နဲ့နော်။ဟိုတိုက်ပွဲဝင်လာတဲ့အောက်ခြေတွေမှာအဖြစ်ကတော့ကျွန်တော်မမြင်တော့ဘူးကြ။ တကယ်တကယ်အဖြစ်ကတော့ဒီကျွန်တော်ဖလန်းကြတယ်ပတ်သက်လို့ရှိရင်ခင်ဗျားတို့အထက်ရာရှိလူကြီးမင်းတွေထဲမှာမှာနော်တတော်ကြီးကိုကြီးမားတဲ့အထက်ရာရှိလူကြီးမင်းတွေမှာတောင်းပန်ချေတော့တုံးသက်လို့ရတယ်။ဘာကြောင့်လဲဆိုလို့ရှိရင်အဲ့ဒီမှာတကယ်ပေါ့နော်ဟိုလက်နက်ကြီးဘယ်နေရာထိုင်နေဘယ်နေရာမှာတက်ရှိတယ်ဘယ်နေရာမှာ ठी ကိုတည်င်းတွေကအထက်ကိုရောက်တယ်နော်အထက်ကိုရောက်တယ်တည်င်းတွေတည်တည်ချာချာရတယ်ရရသားနဲ့အေးတယူဆောင်ရွက်ခြင်းမရှိဘဲနဲ့တမင်တကာပေးကြခံလိုက်တဲ့ပုံစံမျိုးဖြစ်သွားတယ်နော်အဲ့တော့ကျွန်တော်တို့ကတော့ယူဆတယ်တမင်တကာပေးကြခံလိုက်တယ်လို့ကျွန်တော်တို့ယူဆတယ်အဲ့ဒါကြောင့်မလို့ခင်ဗျားတို့အချင်းချင်းမိကုန်းနေပြန်ထုတ်ကြပါ ဒီနေရာမှာမိထုံတင်းတဲ့မိကောင်ကတမင်တကာပဲနိုင်ငံတကာသိအောင်သဘုံတွေရဲ့ရုပ်ကမ်းမှုတွေနော်ကောက်ချက်မှုတွေနားလည်အောင်လို့နိုင်ငံတကာကိုပြကျင်တဲ့အတွက်ကြောင့်မလို့ပဲတမင်တကာဒါမျိုးစီရေးပြမှတ်တွေကိုလုံးဝအရေးမယူဘဲနဲ့ပေးကြခံလိုက်တာလားဆိုတာဒါဖလန်းအတွက်ကမိကောင်ထုတ်ရမယ်နော်အဲ့တော့ဘာပဲဖြစ်တော့ပြကျွန်တော်တို့ plan တော့ကြာသွားပါပြီအဲ့တော့ချင်းပြည်နယ်မှာကျွန်တော်တို့မြန်မြဆဆနေရာကြီးလည်းမရှိတော့ပါဘူးနောက်ပိုင်းထပ်ပြီးတော့ထန်တလန်တို့ဟာခါတို့ကျန်တဲ့မြို့တွေမကြောက်ဘူးတော့ဆက်လက်ပြီးတော့စူးစမ်းစီချင်ပါတယ်နော်ဟုတ်ပြီဒါချင်းပြည်နယ်ရဲ့အခြေအနေပေါ့ဗျာနော်အဲ့နောက်ထပ်ကျွန်တော်တို့ဘယ်ကိုသွားမလဲဆိုလို့ရှိရင် ်အင်းတော်အင်းတော်ဆိုလို့ရှိရင်အင်းတော်ကြတော့ကျွန်တော်အပြစ်မပြောဘူး။ဘာကြောင့်လဲဆိုလို့ရှိရင်အင်းတော်ဒီစကိုင်းတိုင်းအင်းတော်ဒီအာတတော်လေးကိုဘယ်လိုခေါ်မလို့ဆိုလို့ရှိရင်ဒီလိုပဲပေါ့ဗျာ။ဟိုပိတ်ဆုပ်ပြီးတော့ကာခံထားရတာပေါ့နော်။ပိတ်ဆုပ်ထားခံရတာကြာပါပြီနော်။ကြာပြီလာပေါင်းမြောက်တာခုခံတိုက်ပွဲဝင်နေစစ်တီတွေတောင်းဝင်ကြေးဒါထက်ပိုပြီးတောင်းဝင်ကြေးခဲ့ကြပါလေ။အဲ့တော့ဒါမဲ့တောင်းဝင်မကြေးတာကတော့ခင်ဗျားတို့အားလုံးကျွန်တော်တို့ဘယ်သူအပြစ်ပြောမလဲဗျာနော်။ကျွန်တော်အနေနဲ့လည်းအထက်ကိုအပြစ်ပြောတဲ့ခါကျတော့ခင်ဗျားတို့ ဒီအထက်ကိုပဲအရန်ချစ်ပြီးအောက်ခြေကြတော့အရန်ကိုဖိနှိပ်လုံးနေနော်အောက်ခြေကြတော့အရန်ဝေဖန်လုံးနေခင်ဗျားတို့ရဲ့ခင်ဗျားတို့လူလူမျိုးတွေကြတော့ကျွန်တော်ပြောရရင်နော်ကျွန်တော်ကတော့အထက်ကိုပဲကျွန်တော်အနေနဲ့တော့အဓိက PRB ပြောဆိုမှာပဲဖြစ်တယ်အဲ့တော့အင်းတော်ကြာရှုံးမှုကလည်းအဲပြောမယ်ဆိုလို့ရှိရင်တော့အန်ရဲ့ကြီးတဲ့ကြာရှုံးမှုပါအင်းတော်မျိုးကြာဆုံးမှုပါဘာကြောင့်လဲဆိုလို့ရှိရင်စခန်းကြီးအသိန်းခံလိုက်ရတဲ့ပြင်ကိုဟောင်းဝစ်စာကြီးတွေပေါ့နော်ကဲအမြောက်ကြီးတွေလက်နက်တွေဟာစနိုက်ပါတွေနော်ပြီးရင်နင်းမိုင်းတွေလက်ပစ်ပုံးတွေကြီးတွေဟာတော်တော်လေးကိုတပုံးကပွတ်သွားတာပေါ့ဗျာနော် KIA ဥဆောင်တဲ့ PDF အုပ်စုတွေပေါ့နော်။တပုံကပွားသွားပြီ။တပုံပွားသွားတာအရေးမကြီးဘူး။ဘယ်သူတွေအတွက်ဒါကအဓိကဒုက္ခရောက်နေတယ်လဲဆိုရှင်။အဲ့ဒီအင်းတော်နဲ့မလားမကမ်းမှာရှိနေတဲ့ပြည်သူစစ်ရွာတွေအတွက်ကဒါဒါကြောက်စရာဖြစ်သွားပြီ။သူတို့ကစိုးရင်စရာဖြစ်သွားပြီ။အဲ့တော့ခင်ဗျားဒီတက်စကန်နောက်ဆုံးမှုမှာအကြီးအကဲကိုပြောမှာပေါ့နော်။ဘာကြောင့်လဲဒီလောက်ကြီးအချိန်ကြီးအကြာကြီးအဝိုင်းခံထားရတယ်။အချိန်ကြီးအကြာကြီးနော်ကျွန်တော်တို့စီမံခန့်ခွဲလေးရနောက်ဆုံးရင်တော့ဘယ်လိုဆုတ်ကမယ်ဆိုတာစီမံခန့်ခွဲလေးရအောင်တစ်ဖက်ကတပုံကလည်းဝိုင်းုံနေဝိုင်းလာတာနော်။ ဲ့တော့ဒီလက်နက်တွေကိုမဖြည့်စည်းပဲနဲ့တပုံးလက်ထဲကိုရော့အင်းအကောင့်တိုင်းပေးခဲ့တယ်ဆိုတာတော့ခင်ဗျားတို့လက်ဝါးချင်းများရိုက်ထားသလားပေးယူများလုပ်ထားသလားပေါ့နော်ဒီကြားမှာတို့ပြောပြပုံရဆိုရင်စစ်တုံမှန်40လောက်အဲတို့ရရှိထားတယ်ဆိုတဲ့ခါကျတော့ခင်ဗျားတို့အပေးယူများနော်ဟိုလက်ဝါးများရိုက်ထားကြသလားဗျာနော်ဒီလက်နက်ကြီးတွေဒီစနိုက်ပါတွေဒီကြီးတွေနော်ဒီလက်နက်ပါတရင်တရင်စာလောက်ကိုမကပါဘူးနော်အဲ့လောက်ဒီကိုတပုံးကပွားသွားတပုံးပွားသွားတာအေးမကြည့်စမ်းတာပြောသလိုအဲ့ဒီနားမှာရှိနေတော့ကျွန်တော်တို့ဤသူစေရွာတွေကညခုံးလှုပ်ပြီးညခုံးလှုပ်ပြီးအဲ့တော့မလုပ်မလဲနော် တော့အင်းတော့ကိုဘုံမကျဲတော့ကျဲအလုံး30ကျော်လောက်ကိုကျဲပိုက်တော့ပြောတယ်ပေါ့နော်နောက်ဆုံးမကြခင်အချိန်ထိကိုလေတော်တော်လေးကိုကျဲချပလိုက်ပါတယ်အဲ့တော့ပါတော့လဲအင်းတော့လဲကြာသွားပါတယ်အဲ့တော့တဘုံကဖင်ကောင်းကြီးကျွန်တော်နှစ်နေရာကျွန်တော်တုံတက်ပြီးသွားပြီပေါ့နော်ဟုတ်ပြီတတိယနေရာအနေနဲ့ကတော့ညောင်ကျိုးပေါ့ဗျာနော်ညောင်ကျိုးကလည်းထုံကြီးလည်းကောင်းပေါ့ဗျာဒီတော့ဒီနောက်ကနေထောက်ပို့တွေရိတ်ခါတွေစစ်ကူတွေကအလေးလေး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 ပေးရသားနဲ့တစ်ဖက်ကတဘုံကဘာထောက်ပို့မှမရှိဘူးနော်ထောက်ပို့ဆိုရှင်တောင်ကုန်းကနေပြီးတော့ဒီဘက်ကိုပြန်လာဖို့အတွက်ထောက်ပို့လမ်းကြောင်းကလည်းတော်တော်ခက်ခဲပါတယ်အဲ့တော့ မအီနဲ့မင်းတို့အဲ့ဒီလမ်းကြောင်းကနေပြီးတော့ဒီဘက်ချမ်းကိုလမ်းဖောက်ပြီးတော့ပို့နေတဲ့ဒီလမ်းကြောင်းပဲရှိဒီလမ်းကြောင်းကလည်းကျွန်တော်ပြည်သူတွေနော်အားလုံးကလည်းတော်တော်လေးသတင်းပို့ထားကြပါလားဒီလမ်းကြောင်းကလည်းအေအေကတော့လက်ခါလေးပို့နေပါတယ်နော်ဒီညောင်ကျိုးဘက်ထိရောက်အောင်ပို့နေပါတယ်လမ်းမှာလည်းလမ်းနေပြင်းနေပါတယ်ဆိုပြီးတော့ပြောတော်ညာလည်းပဲစီမံစုံရက်ကွက်ကွဲမှုတွေဟာအသုံးမကျတဲ့အတွက်ကြောင့်မို့ဒီချင်းကဒီစခန်းတုံးမှုကြခြင်းမှာကျွန်တော်တို့ plan လဲကျွန်တော်တို့အထက်ရာရှိများအသုံးမကျခြင်းမှာပဲနော်အင်းတော်လည်းအထက်ရာရှိများအသုံးမကျခြင်းမှာပဲအဲ့တော့မြေပြင်စစ်တီတွေအားလုံးကဘာပြစ်မှမရှိဘူးလို့ကျွန်တော်တို့ကတော့ သူစလဲဗျာနော်သူတို့6လ9လဆိုတာလူတယောက်တော့ကဗျာဘယ်လောက်ထိနော်ဟိုအင်းအားဘယ်လောက်ပဲရှိရှိပါဗျာကြိုင်တီအီနဲ့ပြုတ်တက်တဲ့အမျိုးပဲအဲ့တော့ညောင်ကျိုးလဲပြီလို့ပဲကြာသွားခဲ့တယ်အဲ့တော့ကြောင့်မလို့ဒီစကမ်း3ခုလုံးကြသွားခြင်းဟာခင်ဗျားတို့အနေနဲ့ဘယ်သူ့ကိုပြစ်တယ်မလဲဗျာနည်းနည်းလေးတော့ကျွန်တော်ပြောပြပါအောင်အဲ့တော့ကျွန်တော်ကအထက်ရာရှိနာပြစ်တဲ့ခါကျတော့ကျွန်တော်ကိုအဲ့ဒီအထက်ကိုတော့အရန်ချစ်ပြီးတော့အရင်ချင်းဆုံးပြောတာပါထဖားအောက်ဖြီလို့ပြောလို့လည်းရတယ်လို့အထက်ကိုတော့အရန်ချစ်ပြပြီးတော့အောက်ချီလို့အတကုံပြောတတ်တော့ခင်ဗျားတို့အဲ့ဒီ စစ်တပ်ချစ်သူတွေလည်းနည်းနည်းလေးတော့ဆင့်ကျင်စေချင်တယ်ဗျာနော်အဲ့တော့ဒါနဲ့ပတ်သက်ပြီးကျွန်တော်ဆက်လက်ပြီးရှင်းလင်းပါမယ်။ဘာကြောင့်မို့လို့ဒီအထပ်ဖားအောက်ပြီးအခြေအနေမျိုးတွေဖြစ်နေတယ်လဲဆိုတာလေနော်။အဲ့တော့စိတ်မကောင်းဆောင်နဲ့ကျွန်တော်တို့ကြာရှုံးသွားခြင်းဟာနောက်ထပ်သို့ပါတော့လည်းဒီစကန်နေကြာရှုံးခြင်းရှုံးခြင်းကအသက်ကြီးတော့မဟုတ်ပါဘူး။ဒါဘဝကြီးလားဆိုတဲ့ပုံစံမျိုးနော်။အင်းတော့ဘဝကြီးလားပေါ့ဟုတ်လား။အဲ့နောက်တစ်ခုကျွန်တော်တို့ညောင်ကျိုးကဘဝကြီးလားပေါ့။အဲ့နောက်လည်းကျွန်တော်တို့ဒီဖလန်းကဘဝကြီးလားဆိုတာဒါဘဝကြီးတော့မဟုတ်ပါဘူး။အဲစစ်တပ်တို့လက်ရှိအချိန်ထိလည်းဒီနေ့အပြပြောမှဆိုရင်တာတာရာရာနဲ့အခြေအနေတွေကိုခုခံကောက်ပေးနိုင်နေသေးပါပဲ။ ဒီစကမ်းနေကြတယ်ဆိုကြတင်းလို့ကြတာပါနော်ကြတင်းလို့ကြတယ်ဆိုသူဆိုပါတော့ညာလဲပဲကျွန်တော်တို့အနေနဲ့ကတော့ဘယ်သူရောက်ကြတယ်နောက်ထပ်ထပ်မကြဘူးတော့ကဝေဖန်သုံးသပ်အောင်ဖြစ်တယ်ပေါ့နော်အဲ့တော့အခုရှေ့လျှောက်စကမ်းနေမြို့တွေထပ်မကြဘူးတော့ကျွန်တော်မျောလင်းတယ်ပေါ့ဗျာနော်မျောလင်းတယ်မှာလဲအဲ့တော့ဟုတ်ပြီအဒီနေရာမှာကျွန်တော်ကအထက်ကိုဘာကြောင့်မဝေဖန်ကြလဲကျန်တဲ့သူတွေကဘာကြောင့်မလို့လက်အောက်ငယ်သားပေါ့နော်ရာရှိအရာခံလေးတွေပုံမှုလေးပုံမှုချုပ်တွေတိုင်းမှုတွေတိုင်းမှုတွေလောက်ပဲဝေဖန်ကြလဲဆိုလို့ရှိရင်တော့လူဆိုတာတော့သူတို့နိုင်ရနိုင်ရကင်ကြတာပဲဗျာဟုတ်လားဟိုကျွန်တော်ဥပမာဖြစ်ထိုးဘက်ရှာမယ်ပေါ့ ထိုးဖက်ရှာကျိုးဝိုင်းထဲမှာထိုးဖက်ရှာမယ်ဟဲ့ဆိုလို့ရှိရင်ကို့ထက်ဘယ်လိုခေါင်းမလဲဆိုတော့ကို့လုံရင်ခံရမှာဟဲ့လားကို့ပြန်မလုံနိုင်တဲ့သူဟဲ့လားကိုကအตาစီးရမှာထိုးချင်တာဗျဒါပေမဲ့ကို့ထက်တာတဲ့သူအစတရားတာတဲ့သူကဘာမှမထိုးရထိုးရင်ခံရမှာဟုတ်အဲ့တော့ကျွန်တော်အင်္ဂလိပ်လိုပြောမယ်ဆိုရင် pick up your own size ဆိုတော့ကိုနဲ့ရွေးတူရွေးလေဆိုတဲ့ပုံစံမျိုးပေါ့နော်အဲ့တော့ခင်ဗျားတို့ပြည်တွင်းမှာရှိနေတဲ့စစ်တပ်အာဘီထောက်ခံသူတွေဒီမှာဒါလည်းကျွန်တော်ပြည့်စေချင်တာပါနော်ဟိုဂျူရီနျူးပြောဆိုလာလည်းမဟုတ်ပါဘူးအဲ့တော့လောက်ငယ်သားလေးဆိုအသေးဝေပန်းတယ်နော်အဲ့နောက်ထပ်ဟိုတရင်မှုလောက်ဆိုအသက်ကုန်ဝေပန်းတယ် ဘုံမှုချုပ်ဘုံမှုနောက်ဆိုအတကုံဝေဖန်တယ်အေးဒါပေမဲ့တော့တကယ်တကယ်လမ်းရေဟာအထက်ကအောက်ကိုစီးဆင်းပါတယ်နော်အဲ့တော့အာနာကအထက်ကအောက်ကိုစီးဆင်းပါတယ်ဒီကိစ္စတွေအရာတွေအလုံးမှာတကယ်လမ်းအရေးကြီးတဲ့သူအာနာမှာနော်စစ်တပ်ကအမိန့်ဆိုအထက်ကလာတာအမိန့်ဆိုတာပဲရှိတယ်အဲ့တော့အထက်ကလာတဲ့ဒီအမိန့်ကိုအဓိကပေးနေတဲ့ပုံကိုခင်ဗျားတို့ဝေဖန်မှုကြတော့ခင်ဗျားတို့မေ့နေတယ်အဲ့လိုလူမျိုးကိုခင်ဗျားတို့ကိုစားဝေဖန်ပေးတဲ့သူတွေကြတော့ခင်ဗျားတို့ဝိုင်းဆဲကျင်တယ်ဟုတ်လားအဲ့တော့ကျွန်တော်လည်းပုံပုံပြန်စဉ်းစားကြအောင်เนาะကျွန်တော်တို့အဲ့ဒီအဲစစ်တပ်အပိထောက်ခံသူများပါဗျာเนาะအဲ့တော့ ကျွန်တော်နေတာခင်ဗျားတို့မလုပ်နိုင်တဲ့ရောက်ကျွန်တော်လောက်အောင်ပါပဲအဲ့တော့ကျွန်တော်ဟုတ်တယ်လေအာပရိုဂရမ်တည်ယူမှုလောက်ဝေဖန်တာမှမဖြစ်ဘူးနော်အဲဘုံမှုလောက်ဝေဖန်တာလည်းဘာမှမဖြစ်ဘူးနော်ဘုံမှုကြီးလောက်ဝေဖန်တာလည်းဘာမှမဖြစ်ဘူးဟုတ်လားအဲဘုံမှုချုပ်တို့ဘုံချုပ်တို့အဆင့်ထိဝေဖန်တော့မှပဲရတယ်ဘာမှမဖြစ်သေးဘူးဒါပေမဲ့ဦးမင်းအွန်လိုင်းကြီးကိုသွားပြီးဝေဖန်လိုက်ပြီးတဲ့ဦးငါမင်းဆိုကြီးခင်ဗျားမှာချုပ်ရရသွားပြီးသုံးနှစ်တည်းကြားတာပဲနော်အဲ့တော့အဲ့တို့ကြောက်တို့ဝေဖန်ခံရမှာဟုတ်ခင်ဗျားတို့လည်းမဝေဖန်ရဲဘူးဝေဖန်တဲ့သူကြောက်တော့လေအဲခင်ဗျားတို့အနေနဲ့လည်းနည်းနည်းလေးနားလေပေးစေချင်တယ်ခင်ဗျားတို့ဟိုကျွန်တော်အဲတနည်းအားဖြင့် လေးစားသမှုအပြည့်ရှိပါတယ်။သို့ပါသော်ညာလည်းပဲအခုချိန်ထိစစ်တပ်ရဲ့ကြာရှုံးမှုတွေကြာရှုံးမှုတိုင်းဟာဆိုလို့ရှိရင်တော့အဲဦးမင်း online ရဲ့ညံဖြင်းမှုဆိုလို့ရှိရင်ခင်ဗျားတို့မှားမလား။ကျွန်တော်မှားမလား။ဘာကြောင့်လဲဆိုလို့ရှိရင်စဉ်းစားကြည့်လိုက်။ဘို့ငါးပွဲရငစားချချင်းပြူဟာဆိုတော့ကျွန်တော်အလကားပြောနေရမှာမဟုတ်ဘူး။နော်ဘုံရှိတဲ့နေရာတိတယ်လေးချင်းတဲ့နေရာတိတယ်ဘယ်ညာဘယ်ညာဆိုတာတိတယ်နော်ဌာနချုပ်ဘယ်နေရာဆိုတာတိတယ်ဘာမှမဆောင်ရဘူးဒါလေးအားလုံးသွားထိဖို့ဆိုတာအထက်ကနေပြီးတော့နော်အမိတ်မပေးဘဲနဲ့တော့ဘယ်သူမှသွားပြီးတော့လက်နဲ့ကြည့်လိုက်တာမှမပြောနိုင် မျက်စောင်းလေးတော့မထိုးရဘူးဖေရရှိကမှာဖေရရှိကမှာမျက်စောင်းမထိုးရဘူးအဲ့တကြောင့်မလို့ဘယ်ညာဘယ်ညာလေးရှိရနေရမှာပြတ်ထားတယ်တပုံအားမွေးပါစေအတောင်ပေါက်လာပါစေ fight ပါစေဆိုတော့ဘယ်အချိန်ကျမှ fight လဲဆိုရှင်ကိုယ့်ရဲ့စစ်တီလက်အောက်ငယ်သားတွေကိုလာပြစ်တော့မှသာလေပြစ်တယ်ဆိုတဲ့ခါကျတော့တနည်းအားဖြင့်ကိုယ့်စစ်တီတွေကိုပင်ပန်းပေးခံတာချင်မဲမဟုတ်ဘူးလားအဲ့တော့ဒီကိစ္စကလက်အောက်ငယ်သားပဲမှောင်းအောင်လားနော်ပြောလိုက်လို့ရှိရင်ခင်ဗျားတို့မနက်လာတဲ့နေ့ပြောဆိုရှင်အာပကာဂျူကြီးအကုန်မှန်တယ်လက်အောက်ငယ်သားတွေအကုန်မှားတယ်ဆိုတော့ တရာနဲ့တထောင်လေဟုတ်တယ်မလားတရာနဲ့တထောင်တော့မှပဲတရာကမှန်ပြီတထောင်မှားတယ်ဆိုလေခင်ဗျားတို့အဲ့ဒီအဖက်ပိတ်အစိမ်းများလေနည်းနည်းလေးသတိထားစေချင်တယ်နော်အဲ့တော့တပုတ်မင်းညမှာရှိတယ်မကျဲဘူးမကျဲဘူးမဖိုက်ဘူးဘာမှမလုပ်စေးရရေးပြီးဘူးအဲ့တော့ဘာတော့ညလည်းပဲကိုလောက်ငယ်သားတွေစကမ်းချတဲ့နေရာလာတိုက်ပြီးဟေးဆိုလို့ရှိရင်တော့လည်းနဲ့ကြီးနဲ့လည်းလေးနဲ့ဖြစ်ပါအဲ့တော့ဘာနဲ့လာတယ်လဲဆိုငါးပွက်ရငစားချခြင်းငါးတွေကလာဒီနေရာငစားချမယ်ဟိုနေရာလာဟိုနေရာငစားချမယ်ဆိုတဲ့ငါးပွက်ရငစားချတဲ့ဒီဟာအသုံးပြနေမှာတော့ဘလို့လုတ်ပြီးတော့ ငါလည်းမိမှာမဟုတ်ဘူးဒီစစ်ပွဲကလည်းပြီးမှာမဟုတ်ဘူးတမင်တကာကိုလှန်ထားတဲ့ပုံစံမျိုးတွေဖြစ်နေတာမဟုတ်ဘူးလားဟောဟိုတဘုံကတဘုံအကောင်မပေါက်ခင်တည်းကနေနေရမယ့်အတိုင်းအတာရှိတယ်တဘုံမဖြစ်လာအောင်လုပ်ရမယ့်အတိုင်းအတာရှိတယ်အဲဒီအချိန်မှာလွတ်ထားတယ်လွတ်ထားပြီးတော့တဘုံကအင်အားလည်းရပြီးအကောင်လုံးလည်းရပြီးဟိတ်ဆိုရှင်စစ်စခန်းကိုအားမွေတားသွေးပြီးတော့လာပြီးလာပြီးဟိတ်ဆိုရှင်အဲ့ဒီညမှာကျဲတယ်အဲ့ဒီညမှာပဲစီရီကရေယူအဲ့ဒီညမှာ fight ဆိုတဲ့ခါကျတော့တမင်တကာဒီစစ်ကိုတမင်တကာလုပ်နေသူကိုယ်တိုင်ဖြစ်နေတာမဟုတ်ဘူးလားဒီဦးမင်း online နဲ့ဒီပြောမယ်ဆိုရှင်ဒူးချုပ်တော်မှာအဲ့လောက်ထိ လုံနိုင်မှာမဟုတ်ဘူးသူကျွန်တော်နားလေထားတယ်နော်ဒီကျွန်တော်မအလိုလေးလုံနိုင်မှာမဟုတ်ဘူးတိကတော့ကာကြုတ်ပဲအဲ့တော့လာပြီးတော့ဒါကျွန်တော်တို့ဒါကျွန်တော်သုံးသက်ချက်ပါမန်နေနဲ့မန်မဲမားနေနဲ့မန်ဒါခင်ဗျားတို့စစ်တပ်တွေကစစ်သားတွေပဲသိနေတယ်အဲ့တော့တဘုံကတင်းနှဆင်းနဲ့ပေညာပေညာလုံနေတယ်မြင်နေလှထားလိုက်ပါငါသားလေးတွေဟဲ့လားအာတဘုံကတူမီလေးတွေကိုင်းတာဟာဟာဟာလှထားလိုက်စမ်းပါဟော right ဖေးလေးတွေကိုင်းလာတယ်ဟေးလှထားလိုက်ဘာမှမဖြစ်ဘူးတရင်တမလေးတွေထောင်းလာတယ်ဘာမှမဖြစ်ဘူးဟေးလှထားလိုက်ကြာရင်နဲ့ပေါင်းတယ်အဲဒီလက်နက်ကင်ကြီးနဲ့ပေါင်းတယ်ပေါင်းတော့လှထားလိုက်အောင်ဘာမှမဖြစ်သေးဘူးအေးမိမိတက်စကန်တွေလာတိုက်တဲ့ခါကျတော့ ိုက်ချိန်ရမှသာလင်းကျဲတဲ့ခါကျတော့မိမိစစ်တီလဲနာတယ်နော်ဟိုဘယ်လိုခေါ်မလဲဆိုလို့ရှိရင်တပုံလဲနာတယ်မြို့လဲနာတယ်အဲ့တော့တမင်တကာဒီစစ်ကဒီစစ်ရဲ့အဓိကတည်ရခံကဘာသူဖြစ်နေမလဲဒါခင်ဗျားတို့ကျွန်တော်တို့သုံးဒါအမှန်တရားတိုင်းကျွန်တော်တို့သုံးသပ်မှာဖြစ်တယ်နော်အဲ့တော့အဲ့တော့ကျွန်တော်ကဒါစေးတက်လျှောက်လုံးတော့ကျွန်တော်၄နှစ်ကျော်ပေါ့၄နှစ်ပတ်ဝန်းကျင်เนาะအဲ့တော့ကျွန်တော်တို့ကြည်ပြီးတော့မှကျွန်တော်ပြောတာပါအားတစ်ခါလဲစကိုင်းတွေပါလို့မှာပညာပညာအော်နေတာ PDF တွေပြောတယ်เนาะ PDF တွေလောက်နေတာအဲ့တော့ကိုစစ်သားတွေစစ်တီတွေအားလုံးကမြင်နေကွာငါတစ်ချက်ဆိုတစ်ချက်ပဲလုပ်လိုက်တယ်အကုန်လုံးပြီးသွားမယ် ဲ့လိုပြီးသွားလို့ရှိရင်မင်းစီတီပြီးသွားမှာပေါ့ဆိုတဲ့ပုံစံမျိုးဖြစ်နေတယ်အဲ့တော့ဘာမှမလုပ်လို့လွှတ်ထားလိုက်အဲ့တော့စီတီလေးခင်ဗျာမှာဟိုအန်ကျိတ်ပြီးတော့လေအန်ကျိတ်ဒေါသထွက်တဲ့အခြေအနေပဲရှိတယ်အေးကွာလွှတ်ထားဆိုလွှတ်ထားပေါ့လွှတ်ထားလွှတ်ထားလွှတ်ထားနေဟိုကအကောင်ကြီးလာတော့ကိုစင်ဟောင်းလာတိုက်တော့ကိုစင်ဟောင်းလာတိုက်တော့ကိုစီတီလေးပဲခံရတယ်စစ်ပွဲကြီးကြားတယ်အဲ့ဒီအဲ့ဒီမှာငါးပွဲရငါးစားချတယ်ဒီနေ့စတိုက်ဒါစကိုင်းနိုင်ခြင်းနေနော်ဟုတ်ပြီထို့သူတခိုင်ပြည်နယ်အခြေအနေဒီလိုပဲရခိုင်ပြည်နယ်မှာလည်းလက်ရှိကစကမ်းနေအေးအေးတို့ဘယ်ညာဘယ်ညာနေရာအကုန်သိတယ်သိတယ်သိတယ်အထက်ကမသိလည်းမရှိဘူးအကုန်သိတယ်ဘယ်ကနေပြောရိတ်ခါဆင်းနေရာအကုန်သိတယ်နော်ဘယ်နေရာကဘယ်လိုတက်တောင်းလာလဲအကုန်သိတယ် အဲ့တော့အဲ့ဒါကိုတယောက်ယောက်ကအမိုက်ခံပြီးသွားဆောင်ရမယ်ဆိုရင်တော့ပါပဲနေမကျော်နဲ့လာမလုံနဲ့ဆိုတဲ့ပုံစံမျိုးလုပ်တာအဲ့တော့ဒီစစ်ပွဲကြီးကိုတမင်တကာအဲ့တော့ဥမင်းအွန်လိုင်းကပဲမှားလာလားဒါမှမဟုတ်လို့ရှိရင်အောက်ချိန်မှာရှိနေတဲ့အလဲအဆင့်မှာရှိနေတော့လုတ်တိုင်းကိုင်းတိုင်းဆန်းရှိတဲ့သူကပြူဟာနဲ့များဘာပြူဟာလဲဖျဲသေးပြူဟာလားဒါမှမဟုတ်လို့ရှိရင်တပုံကိုစုပြီးတော့မှလုံမယ်ဆိုတဲ့ပုံစံမျိုးပြူဟာလားဘာပြူဟာလဲကျွန်တော်မသိဘူးနော်အဖေနှစ်ခုပဲရှိတယ်ဖျဲသေးပြူဟာနဲ့အားလုံးကိုစုပြီးမှရှင်းမယ်ဆိုတဲ့ပြူဟာနှစ်ခုပဲရှိတယ်အဲ့တော့ဘယ်ပြူဟာလဲဆိုတော့ကျွန်တော်တို့ရောခင်ဗျားတို့ပဲစဉ်းစားသုံးသပ်ပါ ဲ့တော့ဘယ်ညာပညာလုပ်တဲ့နေရာတွေအကောင်လုံးသိပါတယ်နော်သိတဲ့သိတဲ့နေရာစကန်နေအကောင်လုံးကိုလည်းသိတယ်သိတယ်ဘာမှမလုပ်ဘူးဘယ်အချိန်ကြီးဆောက်လဲဆိုရင်အင်အားစုပါစုပြီးလို့ရှိရင်ငါတို့စစ်တီကိုလာတိုက်ပါတိုက်တဲ့ခါကျမှသာငါတို့ကငါတို့ကဘယ်လိုကောင်လက်နက်ကြီးနဲ့ပြင်မယ်အဲ့တော့ကိုစစ်တီရဲ့အထိအားအကောင်လုံးသိစေနိုင်ငံစီရဲ့ကတောင်ကနေကိုဖြစ်ကုန်တမင်ကစစ်ပွဲကြီးပြီးတော့မှကြောက်နေတယ်ဘသူတွေလဲအလေကလားအထက်ကလားဒါကတော့အောက်ကလားအောက်ခြေအောက်ခြေတော့ကျွန်တော်သိချတယ်ဗျအောက်ခြေမှာပြင်မရှိဘူးအောက်ခြေကမြန်မာနိုင်ငံကဘာလုံးမှာပြင်မန်းဆုံးစစ်တပ်ကကျွန်တော်တို့မြန်မာပြည်ရဲ့စစ်တပ်ပဲအဲ့တော့ဒီအောက်ခြေတွေကိုအခု ခန်းထဲမှာနေရအများကြီးပဲဘယ်သူမှအပြင်မထွက်ရဈေးထွက်ပွင့်ရဈေးတောင်ထွက်ပွင့်စားလို့မရဘူးနော်ဒါပါတော့တက်စခန်းထဲမှာနေလွတ်တာပေါ့ AC ဘာမှမဖြစ်ဘူးအပြင်ထွက်လို့ရှိရင်မှအပြင်တော်ထွက်လို့နေရတဲ့အခြေအနေမျိုးရှိတယ်အထာခအမှန်ပဲအဲ့တော့ဒီစစ်ပွဲကြီးတစ်ခုလုံးကိုညမာဒီဗျူးညမာဒီနဲ့ပတ်သက်ပြီးစစ်ကိုပုံသွင်းနေတာဘယ်သူလဲကျွန်တော်တို့ကတော့ဦးမင်းအောင်လာအဲ့တော့ဦးမင်းအောင်လာသူဝေဘန်ခံရမှသာလေဘယ်သူမှလည်းမလဲဆိုတော့သူတုံတက်နိုင်တယ်တုံတက်နိုင်မှသာလေအလေကိုသူ့အနေနဲ့အမိတ်နဲ့အားလုံးပြားပေးနိုင်တယ်အလေကအထက်ကောအလေရောကောင်းမှသာလေအောက်ခြေလေးခင်ဗျာမှာတတ်တာရရမယ်အဲ့တော့ဒါမျိုးလုပ်မဲ့စားတော့ဗျာနော် ဟိုတမောင်ကအင်အားစုတွေလာဝိုင်းနေကြာသွားတယ်ဒါမျိုးလုပ်မဲ့စားတော့ကျွန်တော်ပြောမယ်ကျွန်တော်စစ်တီတွေကိုနော်စစ်တီတွေကို